Facebook ပိုင်း AMC Channel ကိုအစဉ်အမြဲစောင့်မျှော်နာဆင်နေကြသောပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။မှတဘာဝတ္ထုဇလံလေးရဲ့အပိုင်း၃ကိုချုံမဆက်လက်တင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါရဲ့ရှင်။ ။စာကြည့်ကန်းနဲ့မေမေကြီးနဲ့ကိုကိုဝင်သွားကြတာကြာနေပြီဖြစ်တယ်လို့ကြွဲ့မှလည်းရင်တထိတ်ထိတ်ပင်။ဘာဖြစ်လို့ကိုကိုကဒေါသထွက်ပြီးအလုတ်ကနေပြန်ရောက်လာရပြီလဲ။မေမေကြီးကရောကိုကိုကိုဘာကြောင့်စိတ်တူနေရတာလဲ။တယောက်တည်းအုံနောက်တွေး၆ခါအတွေ့တွေများနေရင်ကိုကိုပြောသွားတဲ့စကားတွေကိုလည်းထက်တလဲလဲစဉ်းစားကအဖြစ်မပေါ်နိုင်မရှိနေ ਈ ကြွေကြောင့်နာကျင်ရတဲ့သူတွေအဲ့ဒါကဘသူတွေလဲကြွေကဘာလို့မိလို့သူတို့ကနစ်နာနာကျင်ရတာလဲ လေကားပေါ်မှတထောက်ထောက်ဖြင့်ရှုဖက်နှက်ခပင်းပြင်းအတန်ဖြင့်ဆင်းလာသည့်ရာဇဘွားကျွေးကြပြကြရအနားလျှောက်သွားရင်မှကခုလက်မောင်းကိုအသာထိယုံရှိသည့်ဆက်ခနဲပုတ်ထုတ်လိုက်ခြင်းကျွေးကိုလေးကအနည်းငယ်ရိုက်မလို့ဖြစ်သွား၏ကခုကျွေးထိတ်လန့်သွားသလိုအံ့လဲအံ့ဩသွား၏ကျွေးကိုတရခန်တယောက်လိုအပြစ်သားတယောက်လိုစိမ့်စိမ့်တောက်တောက်ဆိုက်ကြည့်ရင်အံကိုကြိတ်လိုက်သည့်အတန်ကြည့်ကနေကိုပင်ကြားလဲရ၏မင်းမင်းကဘာတွေများတာလုံးနေလို့လဲ မနားမယ်တော့ကျွေးနေရရင်ကြောင်နန်းနာလေးကျန်ခဲ့တယ်လို့ post ကားလေးပေါ်တက်သွားသည်ကိုကိုအားငင်းငိလေးလိုက်ကြည့်မိ၏ကျွေးမသိတာတခုခုကျင်းသေးကိုရှိနေသည်ကျွေးကိုအဖြေပေးနိုင်တာမင်းမေကြီးပဲရှိတာမို့ကျွေးခြေလန်းတွေကအပေါ်ဒက်စီကိုဥတီသွားရသည်ကျွေးအားမလို့အားမရပြင်ဒီမေးခွန်းကိုပဲထမေးရန်စူးစမ်း၏ကျွေးဘလိုပဲမင်းမေမင်းမေကြီးကငင်းတာငင်းတယ်လို့အဲ့လိုအသေးအသေးငင်းတာက ပိုပြီးထူးဆန်းနေလားမဟုတ်ဘူးလား ပြောပြပေးပါမမေကြီးရယ်ကျွဲတိနေတယ်နော်ကျွဲမတိတာဘာများရှိနေရလဲဟင်မမေကြီးမရှိဘူးလို့မင်းကပြောနေတယ်လေလာလွန်းကျွဲမင်းကဘာကိစ္စအရေးမပါတဲ့အရာတွေကိုအယုံဆိုင်နေရကျွဲစိတ်မရှိသလိုအတော်လေးမချင်မရဖြစ်သွားရ ਈ ကိုကုစကားတွေကအရန်ထူးဆန်းနေတယ်လေကျွဲကြောင့်နစ်နာတဲ့သူတွေဟာဘာတူလဲကျွဲကိုယ်တိုင်တော့မသိလိုက်တဲ့အပြစ်တစ်ခုခုကိုကျွဲကလုံးလိုက်မိတာလားဟင်မမေကြီး မေမေကြီးကကြွေကိုကြည်ရင်ထရရလိုက်တာမို့ကြွေပါထရရလိုက်ရသည်မေမေကြီးစီမထွက်လာပြီးစကားတံကိုမျောလင်းတကြီးဆောင်းစားနေပေမဲ့ငါနားကျင်နေပြီလှလုံးကြွေမြပြန်တော့ကြွေတပြင်းလေးချမိမကြခင်အေးပိုင်မင်းရဲ့မွေးနေ့ရှိတယ်မင်းနဲ့သားလက်တက်အာသားကိုမျိုးအမင်းတယောက်ဖြစ်လာဖို့မင်းရဲ့ပေါင်းတစ်ဆက်ဆံနိုင်ကြွေးကလည်းအေးပါတယ်ဆိုတာကိုမမိနဲ့တော့လှလုံးကြွေ ကျွဲခေါင်းလေးနှင်းလျာက အခန်းထဲကထွက်လာရင်တပြင်းလေးချမိ။ကျွဲကိုရိုင်းစုံစမ်းမိ။တေချာမသိရမချင်းကျွဲစိတ်အေးမှမဟုတ်။ပြီးတော့ကိုကုအတွက်လှုပ်ရှားရှိတာတွေလည်းလုပ်ရမည်။ရာဇဘွားသူ့ရှိရှိခုံနေထိုင်ကတရှုံရှုံငိုနေသည့်သမှုရိယကိုကြည့်ရင်သူ့ရင်ထဲအတော်ထိကြရသည်။ရာဇဘွားအတွက်သမှုရိယဟာငယ်ချစ်ဖြစ်သလိုအချစ်ရဆုံးသောမိမပါပဲ။ထို့ကြောင့်သူမဆစ်ဆင်းရဲနေလင်းကိုသူ့စိတ်မချမ်းမသာဖြစ်ရ၏။ဒါလည်း မောင်ဘူးလို့တောင်းပန်ရမလဲတော့မသိတော့ပါဘူးကွာမောင်ဖြစ်တွေပါ မောင်ကြောင့်ပါသမှုရိယာခေါင်းကိုခိုင်ရမ်းလိုက်ရင်ပါနောက်အချိန်နေဦးနားလဲပါတယ်မောင်ဘလောက်စိတ်စည်းရင်းနေရမယ်ဆိုတာကိုလည်းသိတယ်ဒါပေမဲ့မောင်ကလွဲရင်ဘယ်ယောက်ျားကိုမှလက်မခံနိုင်တဲ့နှလုံးသားကတော့တိမ်မတက်နာကျင်ရတယ်မောင်ရင်သိလားရာဇဝါရှင်နဲ့အောင်းသွားရတယ်လို့ချစ်ရသူအနာရောက်သွားရင်ကိုလုံးလေးကိုရင်ခွင်နဲ့ဆွတ်ဖက်ထားပေးလိုက်သည် ဘလောက်တနာစရာကောင်းတဲ့မိန်းကလေးလဲချစ်ရသူကတခြားမိန်းမတယောက်နဲ့လက်ထပ်သွားတာတော့သူ့ကိုသူမကပြန်စိတ်ပူနေသည်ပြီးတော့သူမဆန္ဒမပါဘဲမချစ်မနစ်တတ်သောသူနဲ့လည်းလက်ထပ်ရအောင်နီမရစားပါဖြက်ခနဲရင်ခွင်ထဲမှာဒါလင့်ကိုငုံကြည့်မိသည်မျက်ရည်စာတွေလက်နေသည့်မျက်ဝန်းတစုံမှဝမ်းနည်းမှုတို့နဲ့အတူခြေပြားလေးထောက်ကသူ့နှကန်းကိုလှမ်းနှမ်းလိုက်မအမေ လွန်ဆန်လို့မြတ်မှန်သိပါတယ်။တခြားလူနဲ့လက်ထက်ရမယ်ဆိုရင်တော့တမှုရိယာရဲ့ဘဝကိုမောင်းလက်ထက်မှာပဲအရင်ဆုံးပုံအပ်ချင်တယ်။ရာဇဘွားရင်နဲ့တိမ်ငနဲ့ဖြစ်သွားရသလိုအော်ဟုသာရေရွတ်မိတော်သည်။ငှက်လင့်နေသည့်နှခမ်းပါလေးကိုနမ်းရှက်လိုက်ရင်သူဟာဒါလင်းရဲ့ first version ကိုရရှိခဲ့သည်။ကျွဲကိုကိုတိုက်ပုံအင်းကြီးကိုကူချုပ်ပေးရင်မအရေးကြီးတစ်ချက်ကြီးကကိုကို မနေ့ကကျေးရွာစာကြည့်တဲ့ဖွင့်ပွဲတစ်ခုရှိတယ်တဲ့အဲကိုကိုလာဖိတ်ထားတယ်ရာဇာဝါချစ်ခနဲ့ဆုတ်တက်လိုက်ရင်မှကိုအရန်လုံများနေတာဘလို့မှမသွားနိုင်လောက်ဘူးကျွဲခဏစဉ်းစားလိုက်ရင်မှပြုံးမိလိုက်တယ်လို့ကျွဲသွန်းလိုက်ရင်မကိုကိုမသွားတာထက်စာရင်တော့တည့်ရော်သွားတာပိုအဆင်ပြေတယ်လေတော်ကြာကိုကိုကိုတောနဲ့မြို့နဲ့ခွဲခြားနေရဲဆိုပြီးအသံထွက်လာနေမှာစိုးလို့ရာဇာဝါအနေငယ်စဉ်းစားလိုက်ရင်မှအကောင်းကင်ပြလိုက်သည် ကျွဲလုံနိုင်တာသူတည်သည်ကျွဲကစကားပြောလိမ်မှာပါနေတယ်လို့ဒီခေတ်ကာလမှာရှာမှရှာတဲ့ပညာတတ်အမျိုးသမီးပဲတခြားနေရာတွေသူစိတ်တိုင်းမကြပါပဲအစင်တန်းရှိကတော်ယုံမိမတွေထက်ထက်မြတ်တာကိုတော့သူလက်ခံပါ၏ပန်းတို့ရောင်ချိတ်ထမင်းလေးနဲ့ရင်းစစ်လက်တို့လေးဝေခါစာကြည့်တိုက်လေးကိုလိုက်ပက်ကြည့်နေသည်လှလုံးကျွဲအနောက်ကစာကြည့်တိုက်မှုနဲ့ကြေးဝါလူကြီးတို့ချိုပါလာတယ်လို့လိုက်ရှင်းပြ၏အခုလိုကြောက်ရောက်လာပေးတာကျေးဇူးတင်ပါတယ် လူရမ်းမှုအတွက်လည်းထပ်ပြီးကျေးဇူးတင်ပါတယ်ခင်ဗျာကျွဲပြုံးလိုက်ရင်မှမဟုတ်တာတကယ်တော့လေအမျိုးသားကိုရံရလာကျင်နေတာသူကတခြားကိစ္စလေးတွေရှိနေတာရောကျွဲကဆက်ဖက်ရတာကြိုက်တော့အရန်လာကျင်တာနဲ့လူပြီးရောက်လာရတာပါပဲရှင်ကျေးရွာလူကြီးတွေညင်နာကသဘောကြကြီးကြသွားမှပေါ်လွင်နေတယ်လို့ကျွဲကလည်းကလေးတွေကတစ်ချက်လန့်ကြည့်ဤဒီမှာစာရီလလဖက်ရမယ်နော်စာဖက်ရင်မုတ်လည်းစားရမှာကျွဲစာကြည့်တဲ့ကပြန်လာတဲ့အချိန်တွင် ကိုကိုယုံကိုဝေရန်တွေ့လိုက်မိ။လမ်းမှာစားစရာတက်စရာတွေဝင်ဝဲကကိုကိုတို့ဌာနကိုကျွယ်ဝင်လာသည့်အချိန်တွင်ကုံလုံးကတလိတစားဆက်ဆံပေးကြ၏။ကိုကိုမှလွေ၍ပေါ့။မိင့ယုံကိုလိုက်လာတာဘာရွယ်ချက်နဲ့လဲလှလုံးကျွယ်။ဒီမေးခွန်းသည်ကျွဲ့ကိုအတော်လေးနားမလည်နိုင်အောင်ဖြစ်စေ။ဇနီးမယားတယောက်ကသူ့ခင်မုန်းရှိရာလို့ကိုလာလဲခြင်းသည်ရည်ရွယ်ချက်တစ်ခုခုရှိရအောင်မှာနီလား။ကိုကိုဘာပြောနေရလဲ။ မသိတယ်လို့နှုံအားတယ်လို့ဟန်ဆောင်နေလှလုံးကျဲငါရှိရဲ့နေရာကိုလိုက်ပြီးတော့မန်တက်တိုင်လိုက်တက်နေကိုစဉ်းစားမနေနဲ့ကကုတ်ရုံငန်းတွင်မှာဖြစ်နေတာမို့အပြင်ကဝန်ထမ်းတွေကတော့တစုံတစားတော့ကြားရမှာပဲရှက်တယ်လို့စိတ်လဲတိုးမိပေမဲ့အကျွဲအတန်တိတ်နေလိုက်ပါသည်ကိုကုတ်အလုံးမှာနေမရနှစ်ယောက်ရန်ဖြစ်နေရဲဆိုတဲ့အဖြစ်ထက်စနီးကိုလင်းယောက်ျားဖြစ်သူကစူသည်ဆိုရင်အနည်းငယ်တော့လူချားကောက်နိုင်သေးသည်မဟုတ်လားကျွဲကိုကိုကိုပြန်လဲတုတ်ပြန်ပြောဆိုနေလျင် ကိုကိုသိခါကြဖို့ပဲရှိတယ်လို့ကျွယ်နဲ့ကိုကိုဆက်ဆံရေးကလည်းကောင်းမှုမှမရှိပဲတို့ဗိမဲ့ကိုကိုစီကအပြန်ကားပေါ်တွင်ကျွယ်မထင်မှတ်တာတခုသိလိုက်ရသည်ကျွယ်အတွက်ကဘာကြီးတစ်ခုလုံးပျက်စီးသွားပြီဟုပါထင်လိုက်ရသလိုအကြောင်းအရာတွေအလုံးကိုနားလည်သွားရသည်ကိုကိုကကျွယ်ကိုမချစ်ဘူးကိုကိုမှတိတ်ချရတဲ့သူရှိနေခဲ့တယ်ပြီးတော့သူတို့အခုထိချစ်နေကြဆဲဖြစ်တယ်လို့ကိုကိုကသစ္စာမဲ့နေသည်အစတဲကမလိုလားရင် ကျွဲအတင်းတိုးကပ်လာခဲ့မှာမဟုတ်ခဲ့ပါဘူး။ကျွဲနှလုံးသားကအဲ့လောက်တတိမှမရှိပဲ။အခုတော့ကိုကိုတိုင်းတော်မသိလိုက်ပါပဲ။ကျွဲကဒုတိယလူဖြစ်နေရပါပြီ။နာကျင်လိုက်တာဆိုတော့လေသိမတက်ပါပဲ။အားရပါဝိထုလေးကြီး အပိုင်း၃လေးကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်။အပိုင်းလေးကိုမကြခင်မှာဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဆက်လက်ဆောင်ရောနားဆင်အားပေးကြပါအောင်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။